ချန်ပီယံခပ်ပတ်ရယူပြီးရင်မြန်မာနိုင်ငံကိုပြန်လာပြီးအေးအေးဆေးအနားယူမယ်ဆိုတဲ့ဂျိုရှာဘန်ပရိသတ်များအားလုံးမင်္ဂလာပါများမန်ချက်စတာဖောဆန်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မြန်မာပရိသတ်တွေကကျွန်တော်ရဲ့လှုပ်ရှားမှုတွေရှင်းပြန်ကစားမှုတွေအားလုံးတိုင်းကိုစောင့်ကြည့်အားပေးကြတာအရင်ကိုကျေနပ်စရာပါမြန်မာမျိုးဆက်တဲ့လူငယ်လေးတွေကလည်းအခုလိုလမ်းတင်တွေဖောင်းရင်တခုခုလှုပ်ပြခြင်းနဲ့စိတ်ဆန္ဒတွေပြင်ပြနေကြပါရင်အဲ့လိုနေမြင်ရကြတော့ပျော်တယ်ဗျာကျေလဲကျေနပ်တယ်ပီတီလဲဖြစ်မိတယ်အယောသားဆုံးပြောရရင်ကျွန်တော်နိုင်ငံကိုမပြောင်းပြစ်တာအတော်ကြီးကြာနေပါပြီ ချန်ပီယံကပတ်ကြီးရရင်တော့အတိုင်းအတာတစ်ခုတည်းအနားယူရင်အဲ့ဒီကိုပြန်အနားယူတာမျိုးလဲရှီကောင်းရှိမှာပါလို့ချင်းနေဗန်ကဘရန်ဒန်ရိုင်ဗင်နဲ့ပွဲမတိုင်ခင်ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်ဗန်ရဲ့ဒီစကားဟာသူ့ရဲ့မြန်မာပရိသတ်တွေအပေါ်ခံစားချက်မိခင်နိုင်ငံဖြစ်တဲ့မြန်မာပြည်နဲ့ဆက်နွယ်မှုသူ့ရဲ့ရေရှည်ရီမန်းချက်တွေကိုထင်ဟပ်ပြတဲ့စကားဖြစ်ပါရင်ဗန်က Brandon Rivera နဲ့ USC 317မှာထိုးရမဲ့ပွဲမတိုင်ခင် ESPN အင်တာဗျူးမှာဒီလိုပြောခဲ့တာကသူ့ရဲ့စိတ်ခံစားချက်တွေနဲ့ UN ချက်တွေကိုဖော်ပြတဲ့အရေးကြီးတဲ့ထုတ်ဖော်မှုတစ်ခုဖြစ်ပါရင် ဗန်ကမြန်မာနိုင်ငံသားတယောက်အနေနဲ့သူ့ရဲ့လှုပ်ရှားမှုတွေကိုမြန်မာပြည်သက်တွေကစောင့်ကြည့်အားပေးနေတာကိုအထူးတန်ဖိုးထားတယ်လို့ပြောထားပါရင်မြန်မာပြည်သက်တွေကအားပေးကြတာအရင်ကျင်းနေဆရာလို့ပြောခဲ့တာကသူ့ရဲ့အောင်မြင်မှုတွေဟာမြန်မာပြည်သူတွေအတွက်ဂုဏ်ယူစရာဖြစ်နေတယ်ဆိုတာကိုသိရှိပြီးဒီအားပေးမှုကသူ့အတွက်စိတ်သက်သာအောင်ဖြစ်စေတယ်လို့ဆိုလိုတာပါဒီစကားတွေကပြည်သက်တွေနဲ့စိတ်ခံစားမှုဆက်သွယ်ဖို့ခိုင်မာစေဖို့အရွယ်ရာလည်းဖြစ်နိုင်ပါရဲ့ ယွမ်းစီတော်ကဘာအစ်စ်မှာရှင်ပြိုင်နေတဲ့မြန်မာလူငယ်တယောက်အနေနဲ့သူ့ရဲ့အောင်မြင်မှုတွေကမြန်မာပြည်သက်တွေကိုစိတ်အားထက်သန်မှုဖြစ်စေတယ်ဆိုတာကိုဖန်ကသတိထားမိပြီးဒါကိုအတိအမှတ်ပြုတဲ့အနေနဲ့ပြောခဲ့တာပါမြန်မာမျိုးဆက်တဲ့လူငယ်လေးတွေကလမ်းတက်တေဖောင်းရင်တခုခုလုံးပြကျင်တဲ့စိတ်ဆန္ဒတွေပြင်းပြနေကြပါတယ်လို့ပြောတာကဖန်ရဲ့အောင်မြင်မှုတွေဟာမြန်မာလူငယ်တွေအတွက်စိတ်လုံးဆောင်မှုတစ်ခုဖြစ်နေတယ်ဆိုတာကိုဖန်ကသတိထားမိတာပါသူရဲ့ USC ခီးတန်းကမြန်မာလူငယ်တွေကိုသူတို့ရဲ့အိမ်မက်တွေကိုလိုက်လံအကောင့်ထဲပို့ဖို့တွန်းအားပေးနိုင်တယ်လို့ဖန်ကယုံကြည်နေပါတယ်။ဒီစကားကမြန်မာလူငယ်တွေကိုသူရဲ့အောင်မြင်မှုနဲ့ချိတ်ဆက်ပြီး တို့လည်းကမ္ဘာအဆင့်မှာအောင်မြင်နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေကိုပေးချင်တဲ့ရွေးချက်ပါဘန်ကိုတိုင်းကအသက်23နှစ်ပဲရှိသေးတဲ့လူငယ်တယောက်ဖြစ်တာမို့သူ့ရဲ့အောင်မြင်မှုကမြန်မာလူငယ်တွေအတွက်စံနမူနာတစ်ခုဖြစ်နိုင်တယ်လို့ယူဆပြီးဒီလိုနှုတ်ဆော်မှုပေးတဲ့စကားမျိုးပြောခဲ့တာပါကျွန်တော်နိုင်ငံကိုမပြောင်းဖြစ်တာအတော်လေးကြာနေပါပြီလို့ပြောတာကဘန်ရဲ့မြန်မာပြည်ပေါ်စိတ်ခံစားမှုနဲ့ဆက်နွယ်မှုကိုဖော်ပြနေပါတယ်ဘန်ကမြန်မာနိုင်ငံမှာမွေးဖွားခဲ့ပြီးအသက်ငယ်ငယ်နဲ့အမေရိကမှာနေထိုင်လာခဲ့ရပေမဲ့မိခင်နိုင်ငံအပေါ်ချစ်မြတ်နိုးတဲ့စိတ်ခံစားမှုကခိုင်မာနေစေဖြစ်ပါတယ် ဒါကသူ့ရဲ့မြန်မာအမြင့်ကိုဂုဏ်ယူတယ်ဆိုတာကိုပြသနေပါတယ်။ချန်ပီယံခပတ်ရရင် အနားယူရင်မြန်မာပြည်ပြန်မယ်ဆိုလို့ပြောတာကသူ့ရဲ့ရည်ရှိချင်မှန်းချက်ဖြစ်တဲ့ USA Flyweight Champion ဖြစ်ဖို့စအိမ်မက်နဲ့ဆက်ဆက်နေပါတယ်။ဒါကသူ့ရဲ့အောင်မြင်မှုကိုမြန်မာပြည်သူတွေနဲ့အတူဂုဏ်ယူမျှဝေခြင်းနဲ့ဆန္ဒဖြစ်ပါတယ်။ဒါအပြင်မြန်မာပြည်ကိုပြန်လည်လည်ပတ်ဖို့အခွင့်အရေးကိုချန်ပီယံဖြစ်မှအပြည့်အဝအခွင့်ကောင်းယူမယ်လို့ဆိုလိုတာဖြစ်နိုင်ပါတယ်။ဖန်ကရိုင်မန်နဲ့ပွဲမတိုင်ခင်ဒီလိုစကားမျိုးပြောတာကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအစင်းသိဖြစ်မှုကိုအားပြဖို့ရွေတာလည်းဖြစ်နိုင်ပါရင် မြန်မာပြည်ထက်တင်အားပေးမှုကိုပြန်လည်အသိမှတ်ပြုရင်တို့အတွက်အောင်မြင်မှုဆက်လက်ရရုံကိုစိတ်သက်သက်ကြောက်မှုကိုဖြစ်ပေါ်စေပါရင်ချန်ပီယံခပတ်ရရင်မြန်မာပြည်ကိုပြန်မယ်လို့ပြောတာကနောက်ထပ်ချန်ပီယံခပတ်4အားရောက်မယ်ဆိုရယ်သူရဲ့ယုံကြည်မှုကိုထင်ရှားစေပါရင်ဒါကသူ့ကိုယ်သူစိတ်တမ်းမြင့်တင်ရင်ပြည်ထက်တွေကိုသူ့ရဲ့အိမ်မက်ကြီးမျှဝေတဲ့ပုံစံမျိုးနဲ့တူပါရင်ဗိုင်းအောင်မြင်မှုတွေဟာမြန်မာနိုင်ငံကိုကမ္ဘာအဆင့်မှာထင်ရှားစေပါရင် USC လိုကမ္ဘာထေတီအားကစားနယ်ပယ်မှာမြန်မာလူငယ်တယောက်ရဲ့အောင်မြင်မှုကမြန်မာပြည်ရဲ့ပုံရိပ်ကိုမြင့်တင်ပေးနိုင်စွမ်းရှိပါရင် ဒါကြောင့်သူကမြန်မာပြည်သက်တွေအားပေးမှုကိုအသီးမှတ်ပြုရင်သူရဲ့အောင်မြင်မှုတွေကိုမြန်မာပြည်နဲ့ချိတ်ဆက်ပြီးဂုံစရာဖြင့်ဖော်ပြခဲ့တာဖြစ်ပါရင်မြန်မာပြည်ကိုပြန်မယ်လို့ပြောတာကသူရဲ့အောင်မြင်မှုတွေမှာမိခင်နိုင်ငံကိုဂုံပြုမျှဝေခြင်းနဲ့ဆန္ဒဖြစ်ပါရင်ဒါကမြန်မာပြည်သူတွေအတွက်ဂုံစရာခိုက်တန်တစ်ခုဖြစ်စေနိုင်ပြီးနိုင်ငံကအားကစားနေပေမှာမြန်မာဂုံကိုမြင့်တင်ပေးနိုင်ပါရင်ဗန်အနေနဲ့သူလိုချင်တဲ့ချန်ပီယံကပတ်ကြီးကိုရယူပြီးမြန်မာနိုင်ငံကိုအမြန်ဆုံးပြန်ရောက်လာနိုင်ပါစေလို့ကျွန်တော်တို့ကဆန္ဒပြုလိုက်ရပါတယ်ပြည်သက်များအနေနဲ့ကရောချန်ပီယံကပတ်ကြီးနဲ့အတူအိမ်ပြန်လာခြင်းနဲ့ဗန်အပေါ်မှာအားပေးစကားလေးတွေပြောပေးခဲ့လို့ရပါတယ် ဟုတ်ကဲ့ပါဗျာဗီယိုလင်ကောက်လောက်ပါမယ်နောက်နေ့မှလည်းအာဂါစာနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့အနီးကောင်းချောင်းလိုက်ရပါတယ်ခင်ဗျာ